Hello ချမ်းမြတ်ပါချမ်းမြတ်ကဒီမှာသခွားချင်သေးတော့မဟုတ်ဘောเนาะသခွားဒီအမဲလေးသူကလည်းချင်နေဆိုတော့အချက်ကြည့်မလို့ပေါ့เนาะအမဲမြည်ကြည့်လိုက်တော့နည်းနည်းအချင်နည်းနည်းလိုနေလို့ချမ်းမြတ်အဲ့မှာမကြည့်သေးလေးနည်းနည်းလိထည့်လိုက်ပါရယ်เนาะကျွန်တော်ကတော့စားငပိအချုံမုတ်စတုံဖြူလေးနည်းနည်းထည့်တယ်ရေလေးနဲ့ပဲတဲပါတယ်စီမထည့်ပါဘူးเนาะ ဇူလာတော့ကြက်ရိုးလေးနည်းနည်းထည့်ပါရနော်။ကဲဆောင်းရသည်နဲ့အရင်လိုက်ဖက်တဲ့အညာဟင်းလေးပါပဲရှင်ဒါလေး။ကဲဒါလေးကတော့ကီမချယ်ရီနပြီတောင်းကြော်လေးနဲ့ချက်မြက်ကစားမှဖြစ်ပါတယ်တတော်မှာရမ်းနမကြီးနေလို့စားကြည့်မလို့ပါရှင်သူကအိတ်နှစ်ထပ်ပေါ့နော်အိတ်နှစ်ထပ်ထိုးပေးထားတယ် နန်လေးကတော့မှုန်းနေရပဲစားချင်လိုက်ကျုပ်ပြုတ်လေးနဲ့စားပါမယ်ဘုဒ္ဓလောကဝိတ်ချနေတာဝိတ်ပြန်ချနေတာဝိတ်ပြန်ချရဲဆိုတော့တိုက်ချတာပေါ့နော်လူကအလောက်မဝပါဘူးအားကြောင့်မလို့အစားကိုကတော့ချင်းချင်းပြီးတော့စားနေပါတယ်လို့ကဲထမင်းနေလို့ပြီးသွားပြီစားကြပါအောင်လို့စားပြီနော် ိုက်တယ်လူတွေတော့ကြိုက်ပါတယ်เนาะချမ်းမြေလည်းအရန်ဆက်ကြိုက်ပါတယ်ဒါပေမဲ့ကလေးကငယ်သေးတော့အရန်အဆက်ကြီးမစားချင်တော့အများကြီးမနေထားဘူးပေါ့เนาะပုံမှန်တိုင်းစားမယ်ဆိုရင်တော့အများကြီးစားမိပါပါရှင်အခုကုဖင်းလေးနဲ့ကုချက်ထားတဲ့ဟင်းလေးနဲ့အရန်ကိုလိုက်ဖက်နေတယ်ပေါ့เนาะပြောရရင်အဲ့အပြင်မှာလည်းမိုးအေးအေးလေးနဲ့အရန်ကိုလိုက်ဖက်နေပါတယ်အရန်စားကောင်းနေရှင်သူ့ငပီတောင်လေးတမျိုးလေးပဲငပီရိုင်းများတယ်လို့မထင်ဘူးပေါ့เนาะ ။ချက်မဲ့လည်းအဲ့လိုငပိချောင်းအပိငပိအများကြီးကိုအရန်မကြိုက်ဘူးအဲ့လိုမျိုးငရုတ်တင်းမြမြနဲ့စားရတာပိုကြိုက်တယ်။အဲဆိုတော့ချက်မဲ့နဲ့တော့ကြိုက်တယ်ရှင်ဒီဟာလေးကအဆင်ပြေပါတယ်နော်။ review ပေးတဲ့သဘောလေးစားပြတာပါရှင်။ဘာလဲဆိုတော့ကိုယ်တိုင်းနဲ့စားကြတာလည်းပါတာပေါ့နော်။ ချမ်းမြတ်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်နောက်ထပ်လည်း review လေးတွေအများကြီးလာအောင်မှာမလို့ဆုံးကြည့်ပေးကြပါအောင်နော် bye bye